မြန်မာစစ်တပ်ကတည်ယူထားတဲ့လေယာဉ်မြေတွေကိုမူလပိုင်ရှင်လေသမားတွေစီပြန်လွှဲပေးဖို့လွတ်တော်ဥက္ကဋ္ဌသူရဥရှင်မန်းကပြောနေပေမယ့်လက်တွေမှာတော့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကအကောင့်ထဲမှာပေါ်လာကြအောင်ဒီကုန်းစိတ်ကန်းကလယ်သမားတွေသတင်းစာရှင်းလင်းပွဲ January 2ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။လယ်သမားတွေလက်ထဲ Larry ဘာကြောင့်ပြန်မရောက်နိုင်တာလဲ။ဘိုးစဉ်ပေါင်းဆက်ဓမ္မဦးချလုတ်ကင်ခဲ့တဲ့လယ်မြေတွေကိုကျူးကျော်လုတ်ကင်နေဆိုပြီးစီပင်ကတရားစွဲခဲ့လို့ပုံမှန်၄ခုခုနဲ့တရားရုံးမှာအမှုရင်ဆိုင်နေရတဲ့လယ်သမားတို့ကအစိုးရကိုတစ်နှစ်စပါးလေးတင်ကနေ25တင်ပေးပြီးလုတ်ကင်ခဲ့တဲ့သူကို စီပင်ကတရီက25သိန်းနဲ့လာညှိတာလက်မခံခဲ့လို့အမှုရင်ဆိုင်နေရတာတရင်15ဘတ်ရှိနေပြီလို့ပြောပြပါဗျ။ဦးတို့ကတော့ဦးတို့လဲတဲ့ဦးတို့ထုံလို့စီမင်းရနေပြီးတော့စီမင်းကိုတောင်းညွန်ရနေပြီးတော့သူကတင်လို့လောက်ပြီးတော့လေးလေးခွန်တဲ့တရားစွဲတယ်အမှုရင်ဆိုင်နေရတော့အမှုရင်ဆိုင်နေရတာရုံချင်း15ဘတ်ရှိသွားပြီဘာမှလည်းအဖြစ်မပေါ်သေးဘူးတောင်းကြီးဦး25ရင်းချတာခက်က25ရင်းချရတယ်နောက်၄ရင်းပေးခဲ့ရတာရှိတယ်အခမဲ့၄ရင်းပေးခဲ့ရတယ်နိုင်ငံတော် အဲ့လေဒီပေါ်မှာအခုလုံနေတဲ့ဟာကိုစီမံရနေပြီးတော့စီမံတောင်းကကုတောင်းညွန့်ကနေပြီးတော့အဲ့ဒါလေသမားကကျူးကျော်တယ်အဲ့လိုဘုန်းကြီးမှာပြောလောက်ကင်လာတာကိုသူကကျူးကျော်ဆိုပြီးတရားဆိုပြီးအခုယုံကြည်တယ်များတယ်လေသမားစီပင်ကလေတီကကိုပြက်သိမ်း180စနဲ့ပြန်ရောင်းစားနေတာဖြစ်လို့မရောင်းနိုင်ဘူးညင်းခဲ့လို့ကျူးကျော်ဖြစ်ဆွဆွဲပြီးတရားဆွဲခဲ့တယ်လို့တောင်တကုံ82ရက်ကွက်ကဥစိန်လိုက်ရခင်မှာတည်င်းသာရှင်းလင်းပွဲကျင်းပပြီးပြောခဲ့ပါတယ်ခရိုနီတွေမြေစည်းကစားသူတွေလက်ထဲရောက်ရင် လယ်မြေတွေဟာကြက်သိန်းထောင်ချီဈေးပေါက်တာမို့စီပင်တရားဆွဲခံနေရတာတရက်ပင်ချောင်းမှာလယ်သမား၈ယောက်ရှိနေပြီလို့ဆိုပါတယ်မိဘလက်ငုပ်လက်ရင်းလယ်မြေတွေတဲ့တဲထူပြောင်းရွှေ့နေထိုင်ချိန်မှာပြီးခဲ့တဲ့နိုဝင်ဘာ22ရက်က လူ90လောက်ဟာသူတို့တဲရင်ကိုဖြိုဖို့ကြိုးစားတာကြောင့်စီပင်လူကြီးနာမည်ကိုတောင်းဆိုခဲ့လို့ကားပေါ်ပြေးတက်ပြီးထွက်ပြေးသွားကြတယ်လို့ဦးစိန်လှိုင်းရဲ့သမီးမဆန္နာအေးကပြောပါတယ်ကျမတို့မော်လမှာ၃ယောက်ရှိပါတယ် ရှိတဲ့အဲ့နဲ့သူတို့ကကားတစ်စီးဝင်လာတယ်။ကားတစ်စီးဝင်လာဆိုက်ကတဲ့အရင်လာတယ်။အရင်လာပြီးမှနောက်မှကားပါလာတယ်။ကားပါလာလို့သူတို့ကကျွန်မတို့ဘာမှမပြောဘဲနဲ့တဲယူဝင်ဖြတ်တယ်။ဒုက္ကမကအုတ်ချုပ်ရမှုရစီပင်ရရဲရမိသက်ရတော့တာပေါ်မှာရှိတယ်။ကဲစီပင်လူကြီးနာမည်ဘယ်သူလဲ။ရဲနာမည်ဘယ်သူလဲ။ခုနေမိသက်နာမည်ဘယ်သူလဲ။ ။မေတော့ကျမအုတ်ချုပ်မူနာမယ်လို့အုတ်ချုပ်မူဖြတ်တာလို့ပြောတယ်။အဲ့လိုကျမမေတော့မှဒီအလौသမားကလည်းတဲဖြတ်နေတဲ့အလौသမားတွေကလည်းတာဘောတက်ပြီးကားဘောပြန်တက်တယ်။ကားဘောပြန်တက်ပြီးအုတ်ချုပ်မူတွေလည်းအဲ့အဲ့အချိန်မှာဆိုင်ခဲ့တဲ့အကုန်ပြန်လှည့်တယ်။ပြန်လှည့်ပြီးတရားမှမပြောဘဲနဲ့ကားဘောအကုန်လုံးစုပြုံတက်ပြီးတော့ကျမဒီကားမထွက်နဲ့ကျမတို့ပြောပြအောင်မဒူလာဖြတ်တာလဲ။ကျမတို့နာမည်ပေးခဲ့အောင်ဆိုတော့ကျမတို့ကကားရှိပိတ်ရတယ်။အဲ့ဒါသူတို့ကကားကွေပြီးတော့အတင်းမောင်းပြေးတယ်။အစိုးရကလေမီရီပြန်ပေးနေတယ်ဆိုတဲ့သတင်းတွေကြောင့် တိန်းစည်းကံလေမြေတွေကိုအမြန်ဆုံးပြန်ရဖို့မြေစရင်ဌာနတွေကိုစစ်စစ်ပီးရှောက်ထားခဲ့ပေမဲ့ဈေးနှုန်းမြင့်တက်လာနေတဲ့လေမြေတွေကိုဇူအာဒမခြံစည်းရီခန့်ဒဲရီဖြတ်ခိုင်းနေတယ်လို့တောင်သူလေသမားဒုတက်ရေးပါတီကဥကြုံမင်းကပြောပါတယ်။အောက်ခြေ အာနာပိုင်းဖွဲ့စည်းတွေကိုမကင်တွယ်နိုင်သေးပြီးအရက်သားတပိုင်းအစိုးရရဲ့လေယာဉ်ပြေရှင်းရေးမလွယ်သေးဘူးလို့ဆိုပါတယ်။ ဟိုနိုင်ငံတော်ကပြန်ပေးမယ်ပြောတယ်ပေးမယ်ဆိုတော့လယ်သမားကရှောက်တယ်လယ်ပြန်လဲရလုံမှုနဲ့ရှောက်တယ်ရှောက်တဲ့အချိန်မှာနိုင်ငံတော်ကလည်းဒီလယ်ကိုပြန်လဲစီစစ်ပေးပါဒီမြေတွေကိုပြန်လဲရှောက်ထားတယ်ရှောက်ထားတဲ့အတွက်ကြောင့်လယ်သမားတွေကိုပြန်လဲပေးရဖို့အတွက်မြေပြင်ခြေတွေကိုပြန်လဲစီစစ်ပေးပါဆိုပြီးတော့အိုးအိမ်အကြောင်းကြားတယ်အိုးအိမ်ကလည်းဒီလယ်မြေကဒီလိုပတ်လာမြေအဖြစ်ရှိနေတယ်ဆိုပြီးနိုင်ငံတော်ပြန်လဲတင်ပေးလိုက်တယ်အဲ့ဒီအချိန်မှာဒီလယ်တွေကဈေးကအရန်ကြီးနေပြီ စီဘယ်ကအတင်းပေးကန်ဒီကြမှာချန်စီယိုခတ်တာတို့အခုလိုဖြတ်ခိုင်းတာတို့အဲ့လိုလုပ်တဲ့အတွက်ကြောင့်ဒီမှာနေနေတဲ့လက်ငုတ်လက်ရင်မူလားလက်ငုတ်လက်ရင်လယ်သမားတွေကခိုးကိုရမဲ့ပြီးတော့နေစရာမရှိဘဲနဲ့စီဘွားရဲ့အကျက်တဲတွေခံစားနေရတဲ့အတွက်ကြောင့်သူတို့ရဲ့မြေကိုပြန်လဲရလို့မှုအတွက်နဲ့ဒါကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်တယ်